မင်္ဂလာပါရှင် Rocky the Memory Kid by YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင် Robert Hook ဆိုတဲ့သူကို1982ခုနှစ်ဇူလိုင်လ23ရက်နေ့မှာ Australia နိုင်ငံ Brisbane မြို့လေးကစီးရုံလေးတစ်ခုမှာမွေးဖွားခဲ့ပါတယ်သူကမောင်နှမ9ယောက်မှာအငယ်ဆုံးသားလေးပေါ့သူ့အမေကသူ့ကိုမွေးပြီးပြီးချင်းမေးတာကသားလေးလားသမီးလေးလားဆိုတဲ့အမေတိုင်းမေးနေကြမိကိုမျိုးမဟုတ်ဘူးသူမေးလိုက်တာကကျမကလေးโอเคရဲ့လားဆိုတဲ့မေးခွန်းဆရာဝန်နေပြန်ဖြေတာကတော့ No Mrs Hope တဲ့ကလေးကမโอเคပါဘူးသူ့ခေါင်းမှာတခုခုမှားနေပါတယ်ပြီးတော့သူ့ရဲ့ခြေထောက်လေးတွေကလည်းတခုခုမှားနေတယ်ဆိုပြီးတော့ပြန်ဖြေပေးခဲ့ကြတယ်သူ့အမေကသူ့ကိုဒီခစ်ထဲမှာလိုမျိုးကိုယ်ကလေးမမွေးခင်ကတည်းကကလေးရဲ့အခြေအနေကိုကြိုတိကြိုမြင်ရတာမျိုးမရှိခဲ့ဘူးသူကအမေဘိုက်မှာကလေးကမျက်နှာပေါ်မှာအကျိတ်အကြီးကြီးတခုပါလာခဲ့တယ်ကလေးလက်တီးအရွယ်လောက်ရှိတဲ့အကျိတ်ကြီးပေါ့နော်ဒီနှာခေါင်းနေရာနားလောက်မှာရှိနေခဲ့တာ ဒီပုံမှန်မြင်ရတဲ့အတိုင်းပဲသူ့ရဲ့အကြိတ်ကြောင့်သူ့မှာနှာခေါင်းဆိုတာမရှိတလို့ဖြစ်နေမရှိဘူးလို့ထင်ရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့မျက်လုံးနှစ်ဖက်ကလည်းအကြိတ်ကိုအလဲမာနေရပေးလိုက်တာကြောင့်ငါးအများရဲ့မျက်လုံးလိုမျိုးပဲတစ်ခုနဲ့တစ်ခုအဝေးကြီးမှာရှိနေပြီးတော့မျက်နှာရဲ့ဘေးတစ်ဖက်တစ်ချက်မှာမျက်လုံးရှိနေတယ်လို့မျိုးဖြစ်နေခဲ့တာသူ့အမေကသူ့ကိုမွေးပြီးတော့တပတ်လောက်သူ့ကိုကြည့်ဖို့လုံးဝညှန်းဆန်ခဲ့တယ်မိနေသေးစီကိုထုံးစံတိုင်းလူတွေကလာပြီးတော့ အပိစ်ကပြောခဲ့ကြပေမဲ့ကလေးလေးစီကိုတော့ဧည့်သည်တယောက်မှလာမတွေ့ခဲ့ပါဘူး။သူ့အမေစီလာတွေ့တဲ့ဧည့်သည်တွေကကလေးလေးကိုသွားကြည့်မလားလို့မေးတိုင်းသူ့အမေကမသွားဘူးဆိုပြီးတော့ညှဉ်းဆန်ခဲ့တယ်။နောက်တော့သူ့အမေကကလေးလေးခြားတဲ့ဆေးရုံကအခန်းလေးမှာသူ့ကိုခြားတဲ့ပကက်နားကိုယောက်လာခဲ့တယ်။သူ့ကိုကြည့်ပြီးတော့သူ့အမေကလုံးဝလက်မခံနိုင်ဘူးဖြစ်ခဲ့တယ်။သူ့ကိုညှဉ်းဆန်တဲ့ ပြီးတော့ဒီမျက်နာနဲ့ဒီကလေးကိုသူ့ကလေးပါလို့သူခံစားကြည့်လို့မရအောင်ဒီကလေးကိုသူလုံးဝမလို့ချင်ဘူးကလေးကိုခုလိုမျိုးမျက်နာသေးချာလာကြည့်ပြီးတဲ့နောက်မှာဒီကလေးကိုသူမလို့ချင်တော့ဘူးဆိုတာကပို့ပြီးတော့သေချာသွားခဲ့တယ်။ပြီးတော့သူ့အမေကမွေးလူနာဆောင်ကိုပြန်သွားခဲ့တယ်။ဒီအကြောင်းတွေကိုသူ့အမေကဒယာယီစာအုပ်မှာဒီလိုမျိုးရေးခဲ့တယ်။ဒီအကြောင်းတွေကိုသူ့အမေကဒယာယီစာအုပ်မှာဒီလိုမျိုးရေးခဲ့တယ်။ ကျမသူ့ကိုတေသွားတာဒါမှမဟုတ်လို့ရှိရင်အကြောင်းတစ်ခုခုကြောင့်အဝေးကိုရောက်သွားစေချင်တယ်။ကျမဒီကိစ္စတွေကိုအဆုံးသတ်သွားစေချင်တာတခုပါပဲ။သူ့ကိုဘယ်နည်းနဲ့မှကျမအိမ်ကိုခေါ်မသွားနိုင်ဘူး။ဒီကလေးနဲ့ပတ်သက်ပြီးတော့ကျမဘလို့မှမခံစားရအောင်။ကျမလည်းချိတ်ဆက်လို့မရအောင် လုံးဝကိုအဆုံးသတ်သွားပြီ။ကျမဆုံးဖြတ်ပြီးပြီသူ့ကိုလုံးဝအိမ်ခေါ်မသွားတော့ဘူးဆိုပြီးတော့သူ့အမေကဒဏ်ရာရီစာအုပ်ထဲမှာရေးခဲ့တယ်။ တကယ်လက်တွေ့မှာလည်းပဲမကြခင်မှာသူ့အမေကသူ့ကိုဆေးရုံမှာတယောက်ထဲထားခဲ့ပြီးတော့အိမ်ကိုပြန်သွားခဲ့တယ်။ဒီလိုနဲ့တလလောက်ကြာလာတဲ့အချိန်မှာသူ့အမေကသူ့ကိုမေ့ပျောက်လိုက်လို့မရဘူး။အဲ့တော့သူ့စိတ်တွေကိုလည်းသူပြန်ထိန်းလာနိုင်ပြီးတော့သူ့အကြောင်းကိုတခြားလူတွေနဲ့ဆပြီးတော့ဆွေးနွေးတာမျိုးလုပ်လာခဲ့တယ်။သူ့ယောက်ျားသူ့တငယ်ချင်းတွေမိသားစုတွေဆရာဝန်တွေအပြင်တရားဟောဆရာတွေနဲ့ပါသူ့အမေကသူ့အကြောင်းကိုဆပြီးတော့ဆွေးနွေးလာခဲ့တယ်။အဲ့ဒီတုန်းကသူ့အမေကဘာကိုစိတ်ပူနေခဲ့တယ်လဲဆိုတော့ သူ့ကိုအိမ်ခေါ်လာခဲ့တဲ့အတွက်ဂျန်နဲ့သူ့အကိုအမတွေစီမှာမလိုလားအပ်တဲ့စူဂျိုးတက်ရောက်မှုတွေဖြစ်လာမှာစိုးရင်ခဲ့တယ်။ ်သူကသူများနဲ့မတူတဲ့မျက်နှာပိုင်ရှင်ဆိုတော့သူများတွေကသူ့ကိုလူထုလူဆန်းလို့ကြည့်တဲ့အခါမနစ်သက်သလိုကြည့်တဲ့အခါကျန်တဲ့ကလေးတွေကရှက်မယ်မကြိုက်တာတွေဖြစ်မယ်လူတွေမေးတာကိုဖြေရတာတွေလူတွေကိုရှောင်ချင်လာတာတွေဖြစ်မယ်လို့သူကစိုးရိမ်တာမိခင်ဖြစ်တဲ့အခါမှာကလေးတယောက်တည်းအတွက်စဉ်းစားလို့မရဘူးကျန်တဲ့၄ယောက်အတွက်ကိုလည်းသူကစဉ်းစားရမယ်ဒါကြောင့်မို့လို့သူ့မှာဒီလိုမျိုးစိတ်တွေပူနေခဲ့တယ် ဒါပေမဲ့တလလောက်ကြာလာတော့သူ့အမေကစိတ်ကူးတစ်ခုရလာခဲ့တယ်။ဒီကလေးအငယ်ဆုံးလေးကိုအင်းကိုခေါ်လာရင်ကျန်တဲ့အကိုအမလေးယောက်ကိုထိခိုက်မယ်လို့သူကတဖက်သက်စဉ်းစားဆုံးဖြတ်ရမယ်အစား။ကယကံရှင်နေဖြစ်တဲ့ဒီကလေးလေးယောက်ကိုဆုံးဖြတ်ခိုင်းမယ်လို့သူကအကြံရသွားတယ်။ဒါနဲ့ပဲသူကစနေနေ့မနက်မှာကလေးအားလုံးကိုမိဖို့ချောင်းကသမင်းစပွဲဝိုင်းမှာဝိုင်းထိုင်ခိုင်းထားလိုက်ပြီးတော့ဆေးရုံမှာခြားခဲ့တဲ့ကလေးလေးရဲ့အခြေအနေကိုပြောပြတယ်။ဒီကလေးမျက်နှာမှာအကျိတ်ကြီးကြီးရှိတဲ့အကြောင်း သူ့ခြေထောက်တွေကလိန်ကောက်သေးသိမ့်နေပြီးတော့အသုံးမဝင်တဲ့အကြောင်းကလေးတွေကိုတေးချမြင်တအောင်ရှင်းပြပြီးတော့ဒီလိုအခြေအနေရှိတဲ့သူ့တို့မောင်သူ့တို့ညီလေးကိုအင်ကိုခေါ်လာတင့်သလားလို့မေးလိုက်တယ်။ငါတို့ရောဘတ်ကိုအင်ကိုခေါ်လာတင့်သလားဒီမေးခွန်းရဲ့အဖြေကိုသူ့အကိုအမတွေတိောက်မကြမ်း yes လို့ဖြေပေးခဲ့ကြတယ်။အရင်ဆုံးဖြေတာက အသက်၄နှစ်ပဲရှိသေးတယ်သူ့အထက်ကသူ့အမအနှုတ်ညာလေးကက်သရင်ကအရင်ဆုံး yes လို့ဖြေတာသူဖြေပြီးတဲ့နောက်မှာကျန်တဲ့သူတွေအကုန်လုံးကလည်း yes လို့ပြောခဲ့တာဒီ four yeses ကသူ့ဘဝအတွက်မိသားစုနဲ့အတူကြည်ပြင်းခွင့်အိမ်ပြန်လာခွင့်အဆုံးဖြတ်ဖြစ်သွားခဲ့တယ်ဒီလိုနဲ့ Robert ကဆေးရုံကနေအိမ်ကိုပြန်လာခွင့်ရခဲ့ပြီးတော့မိဘမောင်နှမတွေနဲ့အတူနေထိုင်ခွင့်ရသွားခဲ့တယ် ူမိဘတွေကသူ့ကိုအပြင်လောကကိုခေါ်သွားတဲ့အခါတိုင်းမှာလူတွေရဲ့ဘာဖြစ်တာလဲစူးစမ်းတဲ့အကြည့်တွေတအံ့တော့စိုက်ကြည့်တာတွေကိုရင်ဆိုင်ရတယ်။ကလေးလေးတွေကသူ့ကိုလက်ညှိုးလေးထိုးမိမိဟိုကလေးမျက်နှာပေါ်မှာဘာကြီးလဲအဲ့လိုမေးတာကြားရတဲ့မိဘအတွက်ကတကယ့်ကိုမလွယ်ခဲ့ပါဘူး။လူမှုအတိုင်းဝိုင်းကြမှာကလေးလေးဝန်ဆံဖို့ပိုခက်ခဲစေတဲ့အခြေအနေနောက်တစ်ခုကသူ့မျက်နှာထက်သူ့ရဲ့ခြေထောက် သူ့ရဲ့ခြေထောက်တွေကလမ်းလျှောက်လို့ရတဲ့အနေထားမဟုတ်ခဲ့ဘူး။နောက်ပိုင်းဆရာဝန်တွေကအသုံးမဝင်တဲ့ခြေချောင်းလေးတွေကိုဖျက်ထုတ်ပေးလိုက်ပြီးတော့ခြေတုနဲ့လမ်းလျှောက်နိုင်အောင်လုပ်ပေးခဲ့ကြတယ်။သူ့အသက်၄နှစ်အရွယ်မှာဆရာဝန်နဲ့မိဘတွေကသူ့ရဲ့မျက်နှာကိုခွဲစိတ်ပြုပြင်ဖို့ဆွေးနွေးကြတော့ဆရာဝန်ကပြောတယ်။ငါတို့ဒီမျက်နှာကိုပြုပြင်ပေးချင်တယ်ဆိုတော့သူ့မျက်နှာကိုနည်းနည်းလေးပိုအဆင်ပြေအောင်တာမန်အနေထားဘက်ကိုနည်းနည်းပိုရောက်လာအောင်ငါတို့ကခက်ခဲတဲ့မေဂျာခွဲစိတ်မှုတွေကိုလုပ်ရမယ်အကြိမ်ကြိမ်လုပ်ရမယ်။ ဒါဆိုရင်သူចောင်းစတက်တဲ့အခါမှာသူများနဲ့အခက်ခဲမရှိဆက်ဆံနိုင်မယ်လို့ပြောခဲ့တယ်။ဒီခက်ခဲတဲ့မိကြခွဲစိတ်မှုဆိုတာက သူမျက်နာကဒီအကျိတ်လုံးကြီးကိုဖယ်ရှားပြီးတော့သူ့နှာခေါင်းနေရာလောက်ကနေပြီးတော့ဥကောင်းဘက်ကို V ပုံစံအရင်ခွဲစိတ်လိုက်ရမယ်ပြီးတော့မှအဲ့ဒီခွဲစိတ်လိုက်တဲ့ဥကောင်းခုနှစ်ခုကိုဆွဲစီပြီးတော့ဒီမျက်စိနှလုံးကိုရှေ့ဘက်ကိုဆွဲစီပေးရမယ်တဘောပေါ့နော်အဲ့လိုမျိုးလုပ်ရမယ်ပြီးတော့ပြီးတော့သူ့မှာနှာခေါင်းမရှိတာဖြစ်တဲ့အတွက်သူ့ရဲ့မတန်တဲ့ခြေချောင်းလေးကိုအသုံးပြုပြီးတော့နှာခေါင်းကိုပြန်ပြီးတော့တိဆောက်ပေးရမယ်အဲ့လိုလုပ်ဖို့ဆိုရင်သူကအကျိန်ပေါက်အများကြီးခွဲစိတ်မှုလုပ်ရမယ်အကျိန်၄၀လောက်တောင်ခွဲစိတ်ခဲ့ရတယ်လို့ပြောတယ်ဒါဆိုရင် ရင်ဒီကလေးရဲ့မျက်နာကတာမန်လူတွေနဲ့အတော်လေးနီးစပ်တဲ့မျက်နာဖြစ်သွားမယ်ဆိုပြီးတော့မိဘတွေရောအရင်ပြောပြကြတယ်။ပြီးတော့ဆရာဝန်တွေကဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးအကျိုးဆက်တွေကိုလည်းပြောပြတယ်။တွေးတွေအများကြီးထွက်နိုင်တဲ့ပိုးဝင်နိုင်ခြေတွေရှိတဲ့ခွဲစိတ်သားမအောင်မြင်တာမျိုးလည်းဖြစ်သွားနိုင်တယ်။ပြီးတော့ဒီလိုမျိုးပေါ့နော်တခါခွဲစိတ်လို့ရှင်ဆေးနိုင်ကျော်73နိုင်လောက်ကြာနိုင်တဲ့ဥကောင်းခုံကိုမေဂျာခွဲစိတ်မှုမျိုးမှာက၄ရောက်မှ၁ရောက်တည်သွားနိုင်တဲ့နှုံးလေးရှိတယ်ဆိုပြီးတော့ဆက်ပြောခဲ့တယ်။ လေးယောက်မှတယောက်သေးနိုင်တယ်ဆိုတော့သူ့အဖေကလုံးဝသဘောမကျတော့ဘူးသူ့အမေနဲ့ကောဆရာဝန်နေနဲ့ကောသူ့အဖေကရန်ဖြစ်တယ်သူများရဲ့အမြင်မှာရုပ်ကလေးကြည့်ကောင်းဖို့လောက်နဲ့ဘာဖြစ်လို့ငါသားရဲ့အသက်ကိုရင်းရမှာလဲငါဒီခွဲစိတ်မှုကိုသဘောမတူနိုင်ဘူးဆိုပြီးတော့အပြင်းထန်ကန့်ကွက်ခဲ့တယ်သူ့အမေကတော့လူလောကထဲမှာလူတွေနဲ့ဆက်ဆံဖို့တာမန်လူတွေလိုသူ့လိုကိုလိုဘဝမျိုးကိုရဖို့ဆိုရင်သူ့ရဲ့ရုပ်ရည်တွင်ပြင်ကလည်းတော့အရန်ထူးခြားမနေဘဲနဲ့ တာမန်လေးဖြစ်နေဖို့အရေးကြီးတယ်လို့ခံယူတဲ့အတွက်ကြောင့်သူကသူ့သားကိုခွဲစိတ်မှုခံယူရမယ်လို့ဆုံးဖြတ်တယ်။သူ့သားကိုအပြင်ခေါ်သွားတဲ့အခါမျိုးမှာတချို့လူတွေကအင်မတန်ရိုင်းနေ။ကလေးကိုတအံ့တအောဆိုင်ကြည့်တာတော့သူ့အမေစီလာပြီးတော့ဒီကလေးကဘာဖြစ်တာလဲတခုခုမှားနေတာလားအဲ့လိုမျိုးလာမေးတာတော့လောက်ကြတယ်။ တို့ဒီလိုမေးလိုက်ရင်ဒီလိုအကြည့်နဲ့ကြည့်လိုက်ရင်ကရက်ကန်ရှင်တွေမှာဘလိုမျိုးခံစားသွားမလဲဆိုတဲ့စာနာစိတ်မရှိကြတဲ့သူတွေလည်းရှိတယ်။နောက်ပိုင်းမှာခလေးចောင်းနေတဲ့အခါမှာလူတွေကသူ့ကိုပို့ပြီးတော့တတိထားမိလာမယ်။ចောင်းမှာနောက်ပြောင်ကြမယ်။သူ့ကိုတိမ်ငင်အောင်လုပ်ကြမယ်။သူ့အမေကဒါတွေမဖြစ်အောင်အတတ်နိုင်ဆုံးတူတွက်အကောင်းဆုံးကြိုးစားပေးခြင်းနဲ့သူ့အဖေကတော့လူတွေကိုလုံးဝဂရုမစိုက်ဘူး။သူ့ကိုနေရာတကာခေါ်သွားတယ်၊ရေကုကန်လည်းခေါ်သွားတာပဲ။သူများမေးလင်းစိတ်ထဲမှာမထားဘူး။တချို့ကလေးတွေကသူ့အနားကိုလာပြီးတော့တအံ့တော်ဆိုင်ကြည့်တာမျိုး မေးတာမျိုးရှိလို့ရှိရင်လဲသူ့ဖေကဟိုမှာမိမိပါတဲ့မျိုးကိုခေါ်နေပြီးသွားတော့ဆိုပြီးတော့မောင်းထုတ်ပေးလိုက်တယ်ဒီလိုနဲ့မိဘနှစ်ပါးကလနဲ့ချီပြီးတော့ဒီကိစ္စကိုညှင်းခုန်နေကြတာနောက်ဆုံးတော့ဘယ်သူနိုင်သွားမယ်ထင်လဲသူ့အမေပဲပေါ့ရှင်ကျမတောင်းကိုခွဲစိတ်ဖို့တဘောမတူဘူးဆိုရင်ကျမရှင့်ကိုကွာရှင်းပြမယ်လို့ချိန်ချောက်လိုက်တာနဲ့ပဲသူ့ဖေကသူ့ကိုခွဲစိတ်ဖို့တဘောတူလိုက်ရတယ် ီးတော့ခွဲစိတ်မှုလည်းအောင်မြင်ခဲ့တယ်။နောက်ပိုင်းသူ့ရုပ်ကလူနဲ့နည်းနည်းပိုတူလာတယ်ဆိုပြီးတော့သူတက်ထော့မှပြောခဲ့တာရှိတယ်။ဒါတော့မှသူကြောင်းစားတတ်တဲ့အခါမှာသူဟာတခြားကလေးတွေနဲ့အတော်လေးမတူကွဲပြားနေတယ်ဆိုတာသူ့ဘာသာသူသိလာရတယ်။မကြခင်နှစ်တွေမှာပဲသူကမတူကွဲပြားခြင်းနဲ့ဆိုင်တဲ့ idea တခုရလာခဲ့တယ်။ ကျွန်တော်ကတော့ရုပ်ဆိုးတယ်ခြေထောက်တုတွေနဲ့သွားလာရတယ်တခြားကလေးတယောက်ကကြည့်ရင်တော့အရန်ပြေဆုံးကောင်းမွန်နေသလိုဖြစ်ပေမဲ့သူ့စိတ်ထဲမှာဝနေနေတာမျိုးဖြစ်နိုင်တယ်သူ့မိဘတွေကကွဲကွာနေတာမျိုးသူ့အဖေကမူရစ်ဆေးဆွဲနေတာမျိုးလည်းဖြစ်နိုင်တယ်ဆိုပြီးတော့သူကပြောခဲ့တယ်သူ့ငယ်ဘဝအချိန်တော်တော်များများကိုဆေးရုံမှာဖြတ်တန်းခဲ့ရတဲ့အတွက်လည်းသူကလူတွေရဲ့ဘဝမှာတစ်ခုမဟုတ်တစ်ခုဖြစ်နေကြတယ်ပေါ့လူတိုင်းမှာမမြင်သာရင်သာနေမယ်မထင်ရှားရင်သာနေမယ်ဒဏ်ရာအမျိုးမျိုးကိုစီနေပဲဆိုတာကိုသူနားလည်လာခဲ့တယ် ဒီလိုနဲ့နောက်ထပ်10နှစ်လောက်ကြာလာတဲ့အချိန်မှာသူကလူပြိုပေါက်ဖြစ်လာတဲ့အချိန်အသက်ကလည်း14နှစ်အရွယ်ရောက်လာတဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းတွေကခွဲစိတ်ရဗရပွားနဲ့သူ့မျက်နှာကိုကြည့်ပြီးတော့နာကျင်စရာကောင်းတဲ့နာမည်ပြောင်းအမျိုးမျိုးနောက်ပြောင်းပြီးတော့ခေါ်ခဲ့ကြတယ်ဒီလိုမျိုးနာမည်ပြောင်းအမျိုးစုံနဲ့ခေါ်ခံရတဲ့အတွက်ကြောင့်သူကမပျော်တော့ဘူး ီမျက်နှာနဲ့လူလုံးရတာတက်တောင့်တက်တာမရှိတော့ဘူး။ဆရာဝန်တွေကလည်းသူ့မိဘတွေနဲ့ပြန်ပြီးတော့ဆွေးနွေးခဲ့ကြတယ်။ "तू ကလူပြိုပေါက်လေးဖြစ်လာပြီ၊ကောင်မလေးတွေကိုလည်းမြင်သက်လာပြီ၊ကောင်မလေးတွေကလည်းသူ့မျက်နှာကိုမြင်လာကြပြီဆိုတော့သူ့မျက်နှာကိုနည်းနည်းပို့ပြီးတော့အဆင်ပြေအောင်ပြန်ခွဲစိတ်ဖို့လိုနေပြီ။မျိုးလုံးတစ်လုံးနဲ့တစ်လုံးပိုနီးသွားအောင်လုပ်ပေးဖို့လိုနေပြီ"ဆိုပြီးတော့ပြောကြတယ်။အဲ့ဒါကလည်းသူ့အသက်၄နှစ်တုန်းကလိုမျိုးပဲဘေးထွက်ဆိုကြိုးရှိတယ်။ဒီလိုမျိုးခွဲစိတ်မှုက၄ယောက်မှ၁ယောက်မျက်စိကန်းသွားနိုင်တယ်တဲ့။ ဒီတစ်ချိန်မှာတော့မိဘတွေကဒီခက်ခဲတဲ့အဆုံးဖြတ်ချက်ကိုသူတို့မချတော့ဘူး။ရောဘတ်ကိုသားမင်းကအခု14နှစ်ပြည့်ပြီ လူကြီးဖြစ်ခါနင်းနေပြီဆိုတော့မင်းဘဝကိုမင်းရွေးချယ်ပါမင်းမဲ့ဆုံးဖြတ်ပါကြိုက်တာဆုံးဖြတ်ပါဆိုပြီးတော့ပြောခဲ့တယ်။ အဲ့ဒီအချိန်တုန်းကရောဘတ်ကကိုတန်းကျောင်းသားလေးပဲရှိသေးတယ်။သူဘလို့ဆုံးဖြတ်ချက်ချရမလဲမသိတော့ဘူး။နားလေတက်ကြွန်းသူတွေနဲ့အပြင်းပြန်အလန်လန်ဆွေးနွေးမှုတွေအများကြီးလုပ်ပြီးတဲ့အချိန်မှာရောဘတ်ကသူ့မိဘမောင်နှမတွေအားလုံးနဲ့အတူမိဖို့ချောင်စပွဲဝိုင်းမှာတစ်ခါဝိုင်းထိုင်နေခဲ့ကြပြီးတော့ခွဲစိတ်မှုရဲ့ကောင်းချင်းဆိုးချင်းတွေကိုတိုင်ပင်ခဲ့ကြတယ်။ခွဲစိတ်မှုကအခက်မသိရင်သူ့မျက်လုံးကွဲသွားစေနိုင်တယ်လို့သိလိုက်ရတော့တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေတဲ့သူ့အကိုကမိကွန်းတစ်ခုဝင်မေးတယ်။တကယ်လို့ သူ့မျက်နာကိုတော့သူမမြင်ရဘူးဆိုရင်အဲ့ဒီချောတယ်လှတယ်ဆိုတဲ့မျက်နာကဘာအတုံးကြမှာလဲဆိုတဲ့မိကုံးကိုကောက်မိခဲ့တယ်ဒီမိကုံးကရောဘတ်ကို ရုတ်တရက်အလင်းရသွားစေခဲ့တယ် မျက်နှာတွင်ပြင်အမြင်ထက်ဘဝရဲ့အရေးအတွေးတွေကပိုပြီးတော့အရေးကြီးတယ်ဆိုတာသူမြင်လာခဲ့တယ်။ဘဝမှာချောမောလှပတဲ့မျက်နှာကိုပိုင်ဆိုင်ဖို့ထက်မြင်နိုင်ခံစားနိုင်ပြီးတော့အသက်ရှင်နိုင်ဖို့သာပိုပြီးတော့အရေးကြီးတယ်ဆိုတာသူသဘောပေါက်သွားတယ်။အလှတရားကိုရွေးချယ်ဖို့ထက်အတိတ်ပဲရှိတဲ့ဘဝရဲ့အနစ်တာရတွေကိုတံဖို့ထားတာကပိုပြီးတော့အတိတ်ပဲရှိတယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်။သူမျက်နှာကိုသူပိုင်တယ်။သူတပားအမြင်မှာကြည်ပျော်ရှိပျော်ဖြစ်ဖို့အတွက်သူများအတွက်သူထပ်ပြီးတော့ခွဲစိတ်ပေးစရာမလိုဘူး။ ခွဲစိတ်မှုကပေးတဲ့နာကျင်မှုတွေကိုခံယူစရာမလိုဘူး။သူ့မျက်နှာကိုသူများအတွက်လုံးဝပြင်ပေးစရာမလိုဘူး။သူတပားကကိုယ့်ကိုကြည့်ရင်ကြည်ကောင်းဖို့ထက်ကိုယ့်ကိုယ်ကိုကျေနပ်ပြီးချစ်နေဖို့ပဲလိုတယ်ဆိုတာသဘောပေါက်သွားခဲ့တယ်။အသက်၁၄နှစ်မှာရောဘတ်ကသူ့ဘဝအတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။အဲဒါကတော့သူ့မျက်နှာကိုသူပိုင်တယ်။သူများအတွက်သူ့မျက်နှာကိုနောက်ထပ်ခွဲစိတ်ပြုပြင်မှုတွေလုံးဝမလုပ်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်။နောက်ပိုင်းမှာသူက own your face ဆိုတဲ့ဟောပြောချက်နဲ့နာမည်ရလာခဲ့တယ်။ ရောဘတ်အတွက်စိန်ခေါ်မှုနောက်တစ်ခုကတော့သူ့ခြေထောက်ပါသူ့ခြေထောက်တွေကမွေးကလေးကအာနေချက်နေမလို့လမ်းလျှောက်လို့မရဘူးဒီတော့ငေကလေးကသူ့ခြေထောက်တွေကိုဖျက်ပစ်ခဲ့ရပြီးတော့သူကခြေတုနဲ့လမ်းလျှောက်တတ်အောင်တင်ယူလေ့ကျင့်ခဲ့ရတယ်ဒါပေမဲ့သူလက်ရှိဘဝနဲ့လုံးလုံးရတာတွေအကုန်လုံးတယ်ရေကူးတယ်ကစားလုပ်ရတဲ့အားကစားတွေသူလုပ်တယ်သူဘလောက်ထိစိတ်သက်ကြန့်ခိုင်နေတူလဲဆိုရင်အဲ့ဒီခြေထောက်တူတွေနဲ့ပဲကြောင်းတွင်းအားကစားပြိုင်ပွဲတွေမှာအပြေးပြိုင်ပွဲတောင်မှသူဝင်ခဲ့သေးတယ်တဲ့ ပြီးတော့ तू ကဘောလင်းကစားရတာကိုကြိုက်တယ်လွန်ဘောဆိုတော့အားကစားမှာ तू ကထူးချွန်တယ်အသက်ကြီးလာတာနဲ့အမြသူ့ကိုသူများနောက်ပြောင်ခေါ်တဲ့နာမည်ပြောင်တွေကိုလည်း तू ဂယုမဆိုင်တော့ဘူးမခံစားတော့ဘူး အဲ့ဒီအစာဘဝကိုအတိတ်ပဲရှိအောင်ရှင်သန်ဖို့ပဲသူကြိုးစားခဲ့တယ်။သူဘဝကိုအရှိအတိုင်းလက်ခံလိုက်ခြင်းကအရန်ကိုစွမ်းအားကြီးတဲ့ powerful ဖြစ်တယ်လို့သူကဟောပြောပွဲတစ်ခုမှာပြောဘူးတယ်။ပြီးတော့သူကသူ့ဘဝကိုအရှိအတိုင်းလက်ခံလိုက်ပြီးတော့ဘဝကိုအကောင်းဆုံးရှင်သန်နေထိုင်သွားခဲ့တယ်။သူတပားနောက်ပြောင်းတာတွေကိုမခံစားရအောင်စိတ်ထားတတ်အောင်လုပ်ယူခဲ့ရတယ်။ပြီးလို့ရှင်ဒီခြေတုတွေနဲ့လမ်းလျှောက်တတ်အောင်စူးစမ်းလေ့ကျင့်ယူခဲ့ရတယ်။ဒီလိုမျိုးအခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးရှိတဲ့ဂျားထဲက Robert က သူမိသားစုထဲမှာဆိုရင် ပထမဆုံးတက်ကတိုးတက်ပြီးတော့ journalist တယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းနိုင်တဲ့သူဓပုံရိုက်တဲ့သူလူသိများတဲ့စာရေးဆရာ motivational speaker တယောက်ဖြစ်လာခဲ့တယ်။ သူကဒီ speech writer နော် science communicators နဲ့ political adviser တယောက်လည်းဖြစ်လာခဲ့တယ်။ပြီးတော့သူ့ကိုဘဝကိုကြမ်းကြမ်းခံရင်ဆိုင်နိုင်စွမ်းရှိတဲ့သူဘဝကို ပြုတ်တဘောနဲ့ရှုမြင်လက်ခံတတ်တဲ့စိတ်ရှိတဲ့သူပြီးတော့ရုပ်ဆိုးတယ်ဆိုတဲ့သတ်မှတ်ချက်ကိုညှင့်ပေတဲ့သူဖြစ်အများအတိအမှတ်ပြုလေးစားခဲ့ကြတယ်။ ူရေးတဲ့စာအုပ် Ugly My Memoir ဆိုတဲ့သူ့ဘဝအကြောင်းကိုတိုင်ရဲ့အထုပ်ပတ်တိစာအုပ်ကလည်းလူများကိုခွန်အားရစေတဲ့အတွက်ကြောင့်နာမည်ကြီးတယ်။သူကသူ့အမေသူ့ကိုမွေးမွေးချင်းမှလက်မခံနိုင်တာအင်ကိုခေါ်မလာချင်တာနဲ့အားလုံးအပေါ်မှာလည်းနားလေပေးခဲ့တယ်။မိဘအပေါ်မှာစိတ်နာညှို့ညင်တာတွေမရှိခဲ့ဘူး။သူ့ရဲ့ Ugly My Memoir ဆိုတဲ့သူစာအုပ်မိတ်ဆက်ပွဲမှာ သူ့အမေကသူ့ကိုယ်တိုင်ဒီကလေးကိုသူမလိုချင်တဲ့အကြောင်းရေးထားခဲ့တဲ့ဒါယာရီကိုဖတ်ပြခဲ့တယ်။ ကျမကဒီချက်ကိုအရန်သဘောကြတယ်။တခါတလေကျမတို့ကလူတယောက်ရဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကိုအဲ့ဒီလူကပြန်ပြင်ပြီးသွားရင်လည်းဘလောက်ပြန်ပေးဆက်ပေးဆက်ခွင့်မလွတ်နိုင်ကြတော့ပဲနဲ့အညိုတေးထားကြတယ်။တဘဝလုံးပေါ့နော်။ကိုလည်းမောတယ် နော်အမုန်းခံရတဲ့သူလည်းနာကျင်ရတယ်သူတို့တားမိရတော့သူ့အမေရဲ့တခဏတာဆုံးဖြတ်ချက်အမှားကိုနာကြီးစရာလို့မမြင်မဲနဲ့ဒါဟာလုံးဝမမျှော်လင့်ထားတဲ့ဆိုးရွားတဲ့ဖြစ်ပျက်တစ်ခုကြုံလာတဲ့အခါမျိုးမှာအဲ့ဒီအခြေအနေကိုရုတ်တရက်နားလေလက်ခံနိုင်ဖို့ခေရင်တက်တဲ့လူတဘာဝတစ်ခုလောက်ပဲလက်ခံကြတယ်အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာအဖြစ်ပျက်တွေကိုတီချဆင်ချင်သုံးထပ်ပြီးတဲ့နောက်မှာဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီးတော့သူ့သားကိုအိမ်ပြန်ခေါ်လာပြီးနောက်ပိုင်းမှာ သူ့အမေကသူ့အတွက်အကောင်းဆုံးအမေအကောင်းဆုံးပံ့ပိုးကူညီသူနဲ့သူ့အတွက်အရာရာကိုစံစံခံရင်ဆိုင်ပြီးတော့ရှေ့ကနေမမမမရက်တီပေးခဲ့တဲ့အမေဖြစ်လာခဲ့တယ်။သူတို့တာအမိကအသိကနာကျင်စရာတွေထက်လက်ရှိပြစ်ဆုပ်ပံမှာရင်ဆိုင်ရတဲ့ဘဝတိုက်ပွဲတွေကိုအကောင်းဆုံးလက်တွဲပြီးတော့ ကြံကြံခံရင်ဆိုင်သွားဖို့ကိုပဲရွေးချယ်ခဲ့ကြတယ်။အတိတ်ကိုအတိတ်မှာချပြီးတော့ပြစ်ဆုတ်ပန်တဲ့အနာဂတ်ကိုအလှပဆုံးတည်ဆောက်သွားကြတယ်။ဒါလေးကိုကျမအရန်သဘောကြတယ်။နာကျင်စရာတွေကိုအမြဲတမ်းရင်ထဲမှာတည်ထားရမှာထက်စားလို့ရှိရင်လွှတ်ချလိုက်ပြီးတော့လက်ရှိဘဝကိုအကောင်းဆုံးနေထိုင်သွားဖို့ကိုရွေးချယ်တာကိုအရန်သဘောကြတယ်။သူကလူအများကိုခွန်အားပေးစကားပြောတဲ့သူဖြစ်ရုံသာမကမတန်ဆွမ်းတွေအတွက် disability awareness ကိုလည်းအမြဲတမ်းလှုံ့ဆော်နေတဲ့သူဖြစ်ပါတယ်။ သူအသက်23နှစ်အရွယ်မှာ1995ခုနှစ်မှာသူကစူဒော့ဆိုတဲ့အမျိုးသမီးနဲ့အိမ်ထောင်ကြပြီးတော့တမီလေးတယောက်ရခဲ့တယ်။နောက်ပိုင်းမှာအိမ်ထောင်ရေးအဆင်မပြေလို့ပြန်ကွဲသွားကြတယ်။ဒါပေမဲ့တမီလေးကိုတော့နှစ်ယောက်သားကိုဖရန်တင်းလုပ်ပြီးတော့ပြုစုပြောင်းထောင်နေကြတယ်။နောက်ပိုင်းမှာသူကဒီ cake နဲ့ပြန်ပြီးတော့အိမ်ထောင်ပြုခဲ့တယ်။တမီလေးတယောက်ထက်ရတယ်။ အခုချိန်မှာသူကသူ့ရဲ့စာရေးဆရာဘွားကိုအများကြီးအထောက်ကူပြုတဲ့အမျိုးသမီးဖြစ်တဲ့ခိတ်နဲ့တာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်။ဒါလေးကရုပ်ဆိုးတဲ့လူတယောက်ရဲ့လှပ်ပါတဲ့ဘဝဇာတ်ကြောင်းပေါ့နော်။ရောဘတ်ဟုတ်ရဲ့ဘဝဇာတ်ကြောင်းကရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုနဲ့လူမှုဆက်ဆံရေးဆိုင်ရာစိန်ခေါ်မှုအခက်အခဲတွေကိုကြောဖြတ်ဖို့အတွက်မိမိကိုမိမိအရှိအတိုင်းလက်ခံခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာအလှတရားထက်နော်စိတ်ပိုင်းဆိုင်ရာအရေးအတွေးနဲ့ကိုယ်ပိုင်အရေးချင်းတွေက ကောင်းမွန်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်ပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုမြင်မောင်းထုတ်ပြနေပါတယ်။အဓိကနဲ့တာမညကိုရှင်းရှင်းလင်းလင်းခွဲခြားပြသွားတယ်လို့မြင်ရတဲ့အတွက်ကျွန်မကသူ့အကြောင်းကိုမိတ်ဆွေတို့ကိုလည်းပြောပြချင်းခဲ့တာပါ။ Rocky the Memory Keeper YouTube channel မှာကျွန်မကစိတ်ဝင်စားစရာကောင်းတဲ့လူတွေအကြောင်းခွန်အားရစရာကောင်းတဲ့ဘဝဇက်ကြောင်းတွေတနာစရာကောင်းတဲ့ဘဝဇက်ကြောင်းပျော်စရာကောင်းတဲ့အချစ်ဆက်လန်းသောဖြစ်ရမှန်လူတွေရဲ့ဇက်ကြောင်းတွေကိုလေ့လာပြီးတော့ မိတ်ဆွေတို့ကိုရှောက်ခွေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတယ်ဆိုတဲ့မိတ်ဆွေတွေကျေးဇူးပြုပြီးတော့ Rocky the Memory Keeper YouTube Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်လို့အာတိုက်တွန်းလို့ဆောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်